ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာစစ်ကောင်စီနဲ့အာရခတပ်တော်အေတို့လက်နက်ကြီးတိုက်ပွဲဆင်နွှဲနေချိန်မှာစစ်ကောင်စီကတက်ပြက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစစ်တွေမှာစုဆောင်းအားဖြည့်နေတယ်လို့သိရပါတယ်။ဘူးတီတောင်ရသေးတောင် ပုံနာကျွန်းတန်နွဲနဲ့မောင်နှောမြို့နယ်တွေကတက်ပြက်လာတဲ့စစ်ကောင်စီတရင်တပ်ဖွဲ့တွေကိုစစ်တွေမှာစုထားပြီးခံစစ်ဆင်ခိုင်းထားတယ်လို့စစ်ရေးသတင်းရှင်းမြစ်စီကသိရပါတယ်။ ဒါအပြင်စစ်ကောင်စီကလေချောင်းနဲ့ရေချောင်းအသုံးပြုပြီးတရင်အချို့ကထုံနှုတ်အင်အားအချို့နဲ့လက်နက်ခဲယမ်းတွေကိုစစ်တွေကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။2020တဲကစစ်တွေမျိုးသိမ်းတိုက်ပွဲဆမယ်ဆိုတဲ့သတင်းတွေ ထွက်လာပြီးစစ်တွေကိုခန်းစစ်အခိုင်အမာပြင်နေနေရနေထားရခန်းစစ်စင်ရင်တာတဲ့မျိုးပေါ့အခုဆိုတက်ပြက်လာသမျှစစ်တွေတဲစုထားတယ်ဘလို့ပြင်ပြင်အေအေကတိုက်မယ်ဆိုစစ်တွေကကြာမှာပါ စိတ်ဓာတ်အင်အားအရန်ကွာသွားပါပြီလို့စီးရီးသတင်းရှင်းမြစ်က ERI Times ကိုပြောပါရယ်စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမြို့နယ်ကရွှေမင်းကန်ကံပြင်းရွာတက်ကံပြင်းရွာဟောင်းဇောမတက်ခန်းကော်ကျွန်းတောကန်ရာတန်ငတောက်တက်တိမ့်နန်စတဲ့ကျေးရွာတွေကဒေသခံတွေကိုစစ်ကောင်စီကကျေးရွာအတွင်းကနေဖယ်ရှားခိုင်းပြီးနောက်နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသရင်းသတင်းတွေကဖော်ပြပါရယ် စစ်ကောင်စီကဒေသခံတွေကိုဖယ်ရှားပြီးနောက်အဲ့ဒီကျေးရွာတွေမှာကာကင်းစခန်းတွေအပြင်ဘန်ဂါတွေပါစောက်ပြီးခန်းစစ်ပြင်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ9ရက်နေ့ကလည်းစစ်တွေရှိရေချမ်းပြင် အုံးရီဖော်ကျွီတဲပိုက်စိတ်ချေကျွီတဲပိုက်စိတ်ကြီး ကြွီတဲကြီးရွာအောင်တိုင်းပြားလဲချောင်းရွာဟောင်းရွာသစ်တင်မုံနံမောင်နီပင်စတဲ့ကြီးရွာ၁၂ရွာကဒေသခံတွေကိုကြီးရွာတွေတွင်းကမောင်းထုတ်ပြီးကာကင်းစခန်းတွေပြုလုပ်ခဲ့ပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်ကြောက်ဖြူမှာတိုက်ပွဲတွေရှိနေပြီးစစ်ကောင်စီကာကင်းစခန်းအချို့ကိုအေအေကသိမ်းပိုက်ကရဲတပ်ရင်အနည်းထိထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။